ခொနည်းရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာ အရေးကြီးတဲ့စာရွက်စာတမ်းတွေစာချုပ်တွေတတိထားနော်ပြက်တာပျောက်တာအသိန်းနော်အထားမှားတာမျိုးတွေဆုံးရှုံးမှုတွေဖြစ်တတ်တယ်အလုပ်ထဲမှာလည်းဒီနေ့တော့စိတ်ပန်းလူပန်းဖြစ်နေပြီးတော့လူကလုပ်ထဲမှာစိတ်မပါတာရောင်းလဲလဲရောင်းချချဖြစ်တာမျိုးတွေဒီနေ့မှဖြစ်နေတတ်တယ်ရင်းနှီးတဲ့မိတ်ဆွေတဦးနဲ့ပတ်သက်ပြီးသွားရင်သူတို့အတွက်ကိုကစိတ်ရှုပ်ရတတ်တယ်စိတ်ညစ်ရတတ်တယ်သူတို့ပြဿနာတွေမှာ ကိုကဈာညက်တံမျိုးဖြစ်တတ်တဲ့တတိဌာနော်ကျမရဲ့အနေနဲ့လဲခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးချစ်သူရှိကနေပြီးတော့မထင်မှတ်တဲ့မထင်မှတ်ထားတဲ့လက်ဆောင်တွေဒီနေ့မှရရှိတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့၁ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနက်ပြောင်းတဲ့ရှူပါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိပြားမှာအုံဒီပါတယ်မို့ ကလူပေးရမှာဖြစ်ပါလိမ့်ရှင်